မင်္ဂလာပါကျွန်တော် Yamaha keyboard အမြင့်နေအခု S 930နဲ့အထက်ပေါ့နော် နောက်ဆုံးထွက်တဲ့ S8 CD တွေ S8 920တို့920တို့ဒါဒီမှာရိုက်ထားတဲ့ style တွေကိုကျွန်တော်တို့အရင်ထွက်ခဲ့တဲ့ Yamaha S 900ရဲ့အောက်နောက်တစ်ခါကျွန်တော် beginner CD ဖြစ်တဲ့ ECD တွေပေါ့ E453 E463 တို့473တို့နောက်တစ်ခါ373 383 353ဒါမျိုးတွေမှာပြန်သုံးလို့ရအောင် အပြုပြင်ပြောင်းလဲတာကိုပထမကျွန်တော်ဗီဒီယိုတစ်ခုတင်ထားပေးပါတယ်အဲ့ဒါကတော့ကိတ်ဝက်နဲ့ပြောင်းတာပေါ့နော်ဒီကောင်းလေးဒီမှာကျွန်တော်တင်ထားပေးပါတယ်အခုပြောပြမှာကတော့နောက်တနည်းပါနောက်တနည်းကတော့ကျွန်တော်ဒီ Steinwatt HD Universal ဆိုတဲ့ software နဲ့ပြောင်းနေပြောင်းလဲနေလေးပါဒီ software နဲ့ပြောင်းမယ်ဆိုရင်အရင်ဆုံး configuration ကိုသွားမယ်ကျွန်တော်တခြား code တွေ Roland တွေကိုလည်းပြောင်းလို့ရတယ် Technic တို့ Kawari တို့အစုံပေါ့လောဆယ်ကျွန်တော် Yamaha ကိုပဲ Yamaha တဲ့ကိုပြန်ပြောင်းမှထိတဲ့အတွက် ယမဟာ2ယမဟာပဲပြောင်းသွားဖြစ်တဲ့အတွက်ယမဟာ SSF 1နဲ့2နဲ့အပေါ်ဟာတော့ SFF ပေါ့နော် အောက်ကတော့ SFF2 ဒီနှစ်ခုမှာဒီ SSF SFF2 ကလက်ရှိ model အမြင့်နေအတွက်ပေါ့ model အမြင့်နေမှာတုံးတဲ့ format ပေါ့ဒါကတော့ S900 ကနေအောက် ECD တွေပါတုံးလို့ရတယ် format အဲ့တော့ကျွန်တော်တို့က ECD တွေ S900 တို့လို့အရင် model တွေတုံးနေတာဖြစ်တဲ့အတွက်ဒီကောင်မှာယူလိုက်မယ် configuration မှာ down နှိပ်လိုက်မယ် okay အဲ့ဆိုရင်ဒီမှာကျွန်တော်တို့ device မှာရွေးလို့ရသေးတယ်အဲ့ဒီမှာပိုစိတ်ချအောင်ဆိုရင်ကျွန်တော်630လို့840လို့ဒါတွေရွေးလို့ရတယ်630ရတော့ main တစ်ခုပဲ840ရတော့ main လေးခုဟုတ်လားမသိဘူးကျွန်တော်တော့မမှတ်မိတော့840ရွေးလိုက်မယ်ဗျာဒါဆိုဒီမှာ PSR 840 model ကိုရွေးပြီးသွားပြီဒါဆိုရင်ကျွန်တော် style converter ကိုနှိပ်လိုက်မယ်ဒီမှာ Yamaha ပြီးရင်ကျွန်တော်တို့က SFF2 ကနေ SLF ရိုးရိုးကိုကြောင်းมาဖြစ်တဲ့အတွက်ဒီကောင်ကို2ကိုယူလိုက်မယ်ပြီးသွားရင်ကျွန်တော်မကိုမမောင်ဆိုးပေးထားတဲ့ style တွေတဲ့ကနောက်ထွက်တဲ့ဟာဆိုရင်ဥမာအလူတော်မနှောဒါလေးကိုနှိပ်လိုက်မယ်အဲ့ဒီမှာသူကတခါတယ် user style of Yamaha SFF2 format convert successfully state as Yamaha SSF1 style ဆိုပေါ်လာပြီဒါကျွန်တော်တို့2ကနေပြီးတော့ရိုးရိုး SFF1 style ကိုပြောင်းထားပြီလို့ပြောတာ တော့ကျွန်တော် yes ကိုနှိပ်လိုက်ရင်သူသိမ့်မဲ့နေရမေးတယ်ကျွန်တော်ဒီမှာ load တဲ့အလွယ် desktop မှာပဲစေလိုက်မယ်ဒါ format ပြောင်းပြီးသားပေါ့ဒါဆိုရပြီဥမာနောက်တစ်ခုကျွန်တော်ထပ်လုပ်ပြမယ်ဒီ tool နဲ့ပဲပြန်ဖွင့်မယ်ဥမာကြာ view ဆိုတဲ့ဟာလေးကိုကျွန်တော်ဖွင့်လိုက်မယ်ဒါဆိုလည်းသူကတစ်ခါတည်းပဲတန်းလောက်တာ yes ကိုပဲနှိပ်မယ်ဒီမှာကျွန်တော်စေလိုက်မယ် မဆေးလိုက်တာနှစ်ဖိုင်ရပါပြီအလူတော်ရဲ့ကြာပြူရဲ့ဒီနှစ်ခုကိုကျွန်တော်တို့ ECD တို့အရင် S 900တို့640တို့940တို့နောက် PSR 2100တို့2000တို့1000တို့2100တို့ဒါဒီမှာသုံးလို့ရပါပြီစင်းလုံးကျော်ဖြစ်ဖြစ်ဆိုတာတော့ကိုသုံးမဲ့ကီးဘုတ်နဲ့ထည့်ဆန်းအောင်ပါဗောနော်ကျွန်တော်မှာတော့အဲ့ Lord အဲ့ Modernic ကီးဘုတ်တွေကမရှိတဲ့အတွက်ကျွန်တော်ဆန်းပြလို့တော့မရဘူးဒါပေမဲ့အရင်တော့ဆန်းထားတာရှိတယ် 90ရာခိုင်နှုန်းလောက်ကအဆင်ပြေပါတယ်ယမဟာတူယမဟာပြောင်းတာကျွန်တော်အခုနောက်ပေါ်တဲ့ expansion နေနဲ့ဘုံနေနဲ့ရိုက်ထားရင်တော့ပြောင်းလို့မရအောင်เนาะကျွန်တော် keyboard ထဲမှာရိုက်ထားတဲ့ style တွေဖြစ်ရမယ် style တွေဆိုတာမှာအဲ့လို keyboard ထဲမှာပါတဲ့အတန်တွေပေါ့เนาะအဲယမဟာ keyboard မှာပါတဲ့ voice တွေအတန်တွေနဲ့ပဲရိုက်ထားတဲ့ style ဖြစ်ရမယ် expansion နဲ့ရိုက်ထားတဲ့ဟာတော့မဟုတ်ပါဘူး expansion နဲ့ရိုက်ထားတဲ့ဟာဆိုရင်တော့အဆင်မပြေဘူးလုံးဝသုံးလို့ရမှာမဟုတ်ဘူးအကောင်းဆုံးကတော့ယမဟာမှာသူ့ရဲ့ General MD လို့ပါတယ် GM ဆိုပြီးတော့အရိယအတန်လေးနဲ့ရိုက်ထားတဲ့ style ဆိုရင်တော့လုံးဝအဲ့ဒါကင်းပါတယ်အဲ့လို GM နဲ့ကရိုက်များတာတော့ကိုမောင်စိုးရိုက်တယ်နောက်ကြိုက်ဝိုင်းကိုမျိုး main လွင် NUC အဲသူတို့အဓိက GM တွေအသုံးများပါတယ် GM နေနဲ့ရိုက်ထားတဲ့ style ရဲ့အားသာချက်က backy book ကိုပြောင်းပြောင်းအတန်အဲ့ဒါတက်တယ်ဆိုတာမရှိပါဘူးအဆင်ပြေပါတယ်တခြား software တွေတွေကိုပြောင်းပြီးအသုံးပြုမှဆိုရင်လည်းအဆင်ပြေတယ်ဗောနော်ဒီ general media တွေက ုံးဝအတန်အလှတွေပိုင်းနဲ့ဥမာကျွန်တော်တို့ကဒီ S9 S820 တို့920တို့မှာအစ်တီပါလာတဲ့အတန်အလှတွေနဲ့ရိုက်ထားရင် model နဲ့မှာပြန်ဖွင့်တဲ့ခါမှာအဲ့ဒီအတန်တွေကမရှိတဲ့အတွက်သူနီးစက်ရတော့ခေါ်ထည့်ပေးလိမ့်မယ်အဲ့ဒီမှာအတန်ပြောင်းလဲသွားတာတွေပါဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတေချာစမ်းပြီးမှသာတေချာမယ်လို့ပြောတာပါဒါကျွန်တော်စီမှာအမေးများတယ် Yamaha အမြင့်နဲ့ရိုက်ထားတဲ့ style တွေကိုအနေနဲ့မှာဘလို့သုံးလို့ရအောင်ပြောင်းလို့ရလဲဆိုတာလေးပါအဓိကတော့ ECD ကဘော E43 တို့473တို့ကိုင်းတဲ့လူတွေပေါ့နော်သူတို့တွေအမင်းများပါတယ်အဲ့အတွက်အဓိကနောက်ဒုတိယတဏီလေးပေါ့နော်ဒါလုတ်ပေးလိုက်တာပထမတဏီက K1 နဲ့ဒါကတော့ Steinward HD Universal format ပြောင်းတဲ့ software ပါတခြား Core to Roland တို့ကိုလည်းပြောင်းလို့ရပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်